ဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်တက်ကြောင့်တော့ငါဘာမှ ပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုးငကိုးအတိုင်းပဲ သူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကို မခံနိုင်လို့ရှက်လွန်းလို့ဘဝကို အဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့နေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေးပြင်းချမှာမရှုမလားကြဆုံသွားတာ ဟုတ်လားဒါကြောင့်ဘေးကဘာပြောပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူเสียအားကျเสียလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကရဟန်းတော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့ယောဟန်နဲ့မနီမဝေးတရင်သုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီယောဟာကအိမ်တအိမ်ကတက္ကະရကမတွေနဲ့အဲ့ဒီရဟန်းတော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ် ခင်တို့တစ်ခါတစ်ခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြင်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တစ်ခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်နီလွန်းတော့အဲ့ဒီသင်္ကန်းချောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရင်တယ် ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရှင်းနေတာပဲရှင်းနေလို့အာကြည့်ပြီးတော့ပြည့်စည်သွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပြည့်စည်မှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကို မသွောင်းအောင်ဆိုပြီးတော့ဘာလုပ်တလဲဆိုတော့အဲ့ဒီနတ်ကအဲ့ဒီယဟန်တော်လေးနဲ့ရှင်းနေတဲ့အိမ်ကတက္ကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော် တကမဟံဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးကြီးကိုရောက်လာတယ်။ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနဲ့လို့ဖဲတိမှလည်းသူ့အိမ်ကတကမပဲလို့ထင်တာ။အဲ့ဒီမှာတကမက ရောက်တယ်တဲ့အရှင်ဘုရား။လမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံနိုင်ဆုံနိုင်ယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစု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 ပြီးတော့ အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့လို့ညာလို့လို့ပြောနေကြတယ်တဲ့ဘိဒရေဘဇူကပြောတာတော့နတ်ကပြောတာဘဇူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေတဂမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံ့လှုပ်သွားမလဲတဂမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူညံဘလောက်ကြီးသလဲ လောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့။ကိုယ့်ရဲ့နားရဲကိုပတ်ဝန်းကျင်ကသကားတန်လေးဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့။အဲ့ဒါကိုတားလို့ရှိလို့မရပါဘူးတဲ့။သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှလဲ။ဟင်ဒကမကြီး။အဲ့ဒီသကားတန်လေးနဲ့ပတ်သက်ပြီးတော့ တားလို့ရှိလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်တေနာထိုစကားကြောင့်မင်းကုမျက်နာမသားမရသည်မှာဟုတ်တဘံမဖြစ်ထိုက်ပါဘူးပဝန်းကျင်ကစကားသံတွေကြောင့်မျက်နာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့တေနာဤထိုစကားသံတို့ကြောင့်တေနာထိုစကားသံတို့ကြောင့်အဟံငါသည် အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက် ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးသို့သောကဥသင်ပြောခဲ့တဲ့အတိပဲပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်တွေက ပြောပြီးတော့တိုးထဲမှာမိဃဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာ အစာရှာစားရင်းနဲ့ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံ့လုံနေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံ့လုံနေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူး ပဝင်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အတိညာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျ။ဟုတ်လားတခါကြီးဒီမိုင်များ။ဒါကြောင့်ရင့်ကျက်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပဝင်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလား။လိုတယ်။ဒါကြောင့်ဒကာမတို့ဦးရှင်တို့တွေမှာလူကြားထဲမှာ နေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်။ချီးမွမ်းတာရှိသလိုကဲ့ရတာလည်းရှိမယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်။ဘာမှအရေးမပါတဲ့အရာကိုအရေးတိတ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လား။အေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့ဇာတ်တွေကို မြင်လို့တဲ့ပစ္စည်းတစ်ခုကို ထုတ်ထုတ်ပြီးတော့ကြည်တယ်လို့မျိုးတချို့ပြန်ပြန်ကြည်နေတာဗျာဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတသက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းတဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအတိဘယ်ရဲ့ရှင်းလင်းချက်ဒုတိယအတိဘယ်ဆက်ပြီးတော့သွားကြရအောင် ပရိသင်သူတော်တို့ဤကတာကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခေရအလုတ်တခုဂယုပြု၍ကြည့်ရှုရှင်ញင်၍မနေရပဝင်းကျင်မှာလူတွေအများကြီးရှိတယ်ရေရိုက်အမျိုးမျိုးရှိတယ်ကိုကြိုက်တာကို ကိုကြိုက်တယ်လို့အသီးသီးလုတ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုတ်မယ် ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့ သူလောက်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်ဒကာကြီးဒီမိုင်းများကိုလောက်တာကိုကံကိုကံဒီကိုကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကို ကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစင်သားတဲ့မို့လားစင်သားတဲ့နေဗျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ် ဒါဒကာကြီးဒီမိုင်းများနားလည်နိုင်ပါလေအတွေ့အကြုံလေးလည်းပဲထက်ချီတလဲလဲများလာပါရော့ပဲစဉ်းစားကြည့်နော်အကုသိုလ်တွေများသောအဖြစ်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုံတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင် မဟုတ်တဲ့အပြုံးတွေနဲ့ကျဉ်းနှံပြီးတော့နေတာနော် ဖြစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေလည်ဘူးဆိုတော့ကိုကစိုးရိမ်လို့ကိုပါမပြေလည်ရောဟုတ်လားသူပြေလည်ဆိုတော့လည်းပဲလောဘတွေနဲ့ရင့်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအဖြစ်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားမိတော့ကြည်လားလူယုံမာတွေမဟုတ်တာတွေလုပ်နေတာအစင်သာဘူးလား အဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပါမယ်လို့အဲ့ဒီတည်ငါမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတယ်လို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာ တောင်မှအလကားပါကွာတောင်မြင်လို့ယာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့ စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်။သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျ။သတင်းစာတွေတဲကလည်းဝင်နေ၊ TV တွေတဲကလည်းဝင်နေ၊ရေဒီယိုတွေကလည်းဝင်နေ။သူများအကြောင်းတွေခေါင်းထဲအမြင်နဲ့ရောက်မနေဘူးလား။ရောက်နေတယ်။အဲ့ဒါတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုယ်တကယ်လုပ်ရမယ့်အလုပ်ကိုယ့်အတွက်အင်မတန်အဖိုးတန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလား။ အချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်အာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တရားကြီးဒီမိုက်များအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေးအိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘယ်လောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမလား သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ကုရှင်တို့ဟောတာလားဖះဟောတာလားဖះဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲ။ မယုံရင်လက်တွေ့လှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မဲ့ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နှီးစပ်သွားပြီဟုတ်လားတခါကြီးဒီမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့ ိုလည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတာမြင့်ချက်ဆုံးမချက်ဟုတ်ရလားပရိသန်သူတော်တို့ဤကတာကတံပြုအမပြုအအရာရာဟုကောင်းမှုမကောင်းမှုတို့ကို နာအဝေခေယအလုတ်တခုကယုပြု၍ကြီးစုဆင်ញင်၍မနေရာ တောင်မြို့စတော်ကြီးအနက်ပေးတာအင်မတန်ကောင်းတယ်။အလုတ်တစ်ခုဂယုပြူရကြီးစုခြင်းခြင်း၍မနေရ။ဟုတ်တယ်။တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုတ်နေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလား။ရှိတယ်။စတော်ကြီးကတိလို့မပြောတာနော်။ဟုတ်လား။